အလုပ်ဝဲမင်္ဂလာပါလို့ဥစွာပထမနှုတ်ခေါ်ဆက်သားလိုက်ပါရယ်ကျွန်တော်ဒီနေ့ဖတ်ပြသွားမယ့်အကြောင်းအရာကတော့လက်သမားဆရာတွေလို့အမည်ရပါရယ်နမေကျော် HR လုပ်ငန်းကြီးတစ်ခုမှာအလုပ်လုပ်နေတဲ့လက်သမားဆရာကြီးတယောက်ဟာအသက်အရွယ်ကြီးလာတဲ့အတွက်အလုပ်ကအနားယူတော့မလို့ပြင်ဆင်နေပါရယ် ဒါနဲ့ဆရာကြီးကသူ့လုပ်ငန်းရှင်ကတ်ထရိုက်တာကြီးကိုအကျိုးကြောင်းပြောပြပါတယ်။အိတ်ဆောက်တဲ့လုပ်ငန်းကိုဆော့ခွာပြီးမိသားစုနဲ့တက်တိုက်ဝဝနေကိုစိတ်ကူးထားတဲ့အကြောင်းကိုပေါ့။ပတ်စံတော်အရင်ကလိုဝင်တော့မှမဟုတ်မှန်းသိပေမဲ့အသက်ကကြီးလာတော့နားချင်ပြီလို့လည်းသူကပြောပါတယ်။ဘလူပဲဖြစ်ဖြစ်စူသားဆောင်းထားတာလေးတွေနဲ့တော့အဆင်ပြေမှာပါလို့လေလုပ်ငန်းရှင်ကတ်ထရိုက်တာကြီးကိုလက်သမားဆရာကြီးကပြောပါတယ်ဒီစကားကိုကြားရတော့ကတ်ထရိုက်တာကြီးအတော့ကိုစိတ်မကောင်းဖြစ်သွားပါတယ်တကယ်တော့သူ့လုပ်ငန်းမှာ ဒီလက်သမားဆရာကြီးကအခရာပါပဲအင်မတန်လောက်ကြီးကံရရှိတဲ့လက်သမားကြီးပါလက်ရကလည်းအင်မတန်ကောင်းတဲ့သူဆိုတော့နှမျောလာတာပေါ့ဒါပေမဲ့သူလည်းအသက်ကြီးပြီဆိုတော့နားချင်မှာပေါ့ဆိုပြီးတော့သူ့ဘက်ကကြည့်ရင်တရားပါတယ်လို့ကန်ထရန်တာကြီးကတွေးပါတယ်ဒါနဲ့အနောက်မြူခင်မှာအဲ့တလုံးတော့မဖြစ်ဖြစ်အောင်ဆောက်ပေးပါဦးဆရာကြီးရဲ့ကျွန်တော်ကိုကူညီတဲ့အနေနဲ့ပါလို့ကန်ထရန်တာကြီးကလက်သမားဆရာကြီးကိုတောင်းတပန်ပြောလာတော့တာနဲ့လက်သမားဆရာကြီးကလည်းခေါင်းညိတ်လိုက်ပါတယ်အဲ့ကူလည်းစက်ဆော့ရော ရသမားစရာကြီးရဲ့စိတ်နှလုံးဟာအလုတ်ထမ်းမှမစည်းလောက်ဘူးဆိုတာကိုတော်တော်ကိုသိတာနေပါတယ်။အင်မတန်တက်ရတဲ့လက်သမားစရာကြီးလိုနာမည်ကြီးလာပြီမယ်။ဒီအေကိုကြတော့ဖြစ်ခဲ့တဲ့ဆန်းပြီးစလွယ်ပဲဆော်ထက်လိုက်တယ်။သုံးထားတဲ့တက်ဝါတွေတခြားပစ္စည်းတွေကလည်းခဏညံအင်မတန်လက်ရကောင်းလာပါတယ်။တက်ရလာပါတယ်ဆိုတဲ့နာမည်တစ်လုံးကိုအလုတ်ကနားတော့မယ်ကြံတော့မှအဆုတ်ခံရတော့မယ်လက်ရဖြစ်နေပါရောလား။အဲ့လေအပြစ်သက်သွားတဲ့အခါကင်မရာကြီးကအေကိုလာပြီးကြည့်တယ်။ ပြီးတော့အဲ့တကားသုံးတဲ့ကွာအိပယ်ဆယ်မှုစာရွက်စာတမ်းတွေကိုလက်သမားဆရာကြီးလက်ထက်အားလိုက်ပြီးအခုလိုပြောလိုက်ပါတယ်ဒီအိကဆရာကြီးအတွက်အိပါဗျာဆရာကြီးအနောက်ယူတဲ့အခါနာနာနေနေနေနိုင်အောင်ကျွန်တော်ကျေးဇူးပြုတာပါတဲ့ဒီအချိန်မှာလက်သမားဆရာကြီးဟာကြက်တေတေသွားပါတယ်ဟာသွားပြီတကယ်လို့ဒီအိဟာသူ့အတွက်ဆိုတာမှစိုးစိုးစီးစီးကလေးကကြိုတိခဲ့ရင်ဒီလိုဖြစ်ခဲ့တဲ့ဆက်ဆောက်ခဲ့မိမှာတော့တည်တည်ချာချာကြက်ကြက်နနအပြန်စားဖြစ်အောင်ဆောက်လိုက်မိမှာပေါ့အခုတော့ အခုတော့ပုံပြင်လေးကဒီလောက်ပါပဲကျွန်တော်တို့တွေကလည်းအဲ့ဒီလက်သမားဆရာကြီးလိုပဲမဟုတ်ပါဘူးလားစဉ်းစားကြည့်စီချင်ပါတယ်ကျွန်တော်တို့ဘဝတွေကိုကျွန်တော်တို့ကိုယ်တိုင်တည်ဆောက်နေကြပါတယ်တနေ့တစ်ခါဆောက်နေတာပါအဲ့ဒါလို့ဆောက်နေတုန်းကကိုလုံနိုင်တာထက်အများကြီးလျှော့ပြီးဖြစ်ကြတဲ့ဆံပေါ်ဒီပေါ်ဆောက်ဆောက်မိသွားတာလဲခဏခဏပါပဲဒီလိုနဲ့ကိုဆောက်ထားတဲ့အိမ်ထဲမှာကိုနေရတော့မယ်ဆိုတာကိုသိလိုက်တဲ့အခါမှာတော့ကျွန်တော်တို့တွေကလည်းလက်သမားဆရာကြီးလိုပဲ စ်တက်တင်ပြီးရတာကလည်းအကြိမ်ကြိမ်ခါခါအဲ့ဒီအခါမှာငါနဲ့တော့အစကတည်းကဒီလိုမှန်းသိရင်ဒီလိုမလုပ်မိပါဘူးလို့ကြိတ်ပြီးရေရောမိတာကလည်းများပါတယ်တကယ်တော့ကျွန်တော်တို့လူသားအလုံးဟာလက်သမားတွေပါပဲနေ့စဉ်တန်ချောင်းလေးတွေရက်လိုက်ယူပိုလေးတွေထိုးလိုက်ကိုဘက်လေးစားလိုက်နယံလေးထောက်လိုက်တဲ့ဘဝကိုတည်ဆောက်နေကြတဲ့လက်သမားတွေပါလူဆိုတာကိုယ့်ကကြမှာကိုယ်ဖန်တီးရဲဆိုတဲ့စကားလေးအထင်ရှားရှိပါတယ်ဒီနေ့မှာရှိနေတဲ့ကိုယ်သဘောထားနဲ့ကိုယ်ရွေးချယ်မှုဟာ မနေ့ပြန်ကိုနေရမယ့်အိမ်ကိုဆောက်လိုက်တာပဲဖြစ်ပါတယ်။ဒါကြောင့်ဘာလေးပဲဖြစ်ဖြစ်ဘလောက်ပဲတေးမွားတာလေးအတွက်ပဲဖြစ်ဖြစ်မမေ့တဲ့အချက်ကတော့ကိုလုံးသမျှဟာကိုနေမယ့်အိမ်အတွက်တန်လေးတစ်ချောင်းရိုက်သွင်းလိုက်တာရေပိုလေးထိုးလိုက်တာကော်ဘတ်လေးနဲ့ပို့လိုက်တာတိုက်လေးတစ်ချောင်းထုလိုက်တာအရောက်တင်စီလေးပို့လိုက်တာတွေဖြစ်နေတယ်ဆိုတာပါပဲ။အလိုလဲစဉ်းစားနိုင်ရမယ်ထင်ပါတယ်။ဒီနေ့ကတော့ဒီလောက်ပါပဲ။